်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြားဖြတ်နှိမ့်နေရင်းနဲ့အမေရိကန်ရဲ့ခြေလံတရုတ်လုံနေတဲ့အပိသက်ခြေမုံရေးအောင်ပွဲလက်တကန်းအလို့ကြောင့်မှဝင်ချလာတာကစဉ်းစားစရာပါအွန်လိုင်းလောင်းကစားလိမ်လည်မှုတွေကိုဖန်တီးဖို့ဆိုပြီးအန်ကယ်ဆန်ကကြားဖြတ်ခွင့်နဲ့ပြုံးကနေခုန်ဆင်းလာခဲ့ပါတယ်အကြောင်းပြချက်ကအမေရိကန်တွေပါကြားဖြန့်ရဲ့အသားကောင်တွေဖြစ်ရပြီးငွေရီပိုးစိုးပတ်ဆက်အလိန်ခံနေရလို့တဲ့ ကြားဖြန့်ကိစ္စကိုတူခုမှရုပ်ချီးတိလိုက်ရလုံးတမဟုတ်ချင်းကောက်ကင်လိုက်ရတဲ့သဘောမျိုးအပေါ်ဖန်တီးတာလည်းတတိထားမိတယ်။2029မြောက်ပိုင်းညီနောင်သုံးဘွဲ့ကိုအာယူပြီးတရုတ်ကသူ့နေဆက်ဗမာပြည်အတွင်းပိုင်းကကြားဖြန့်နေရကိုနေစရာမရှိအောင်နှိတ်ကုတ်ဖို့ပြင်တော့ညီနောင်သုံးဘွဲ့ရဲ့စစ်စင်ရေးကြွေးကြော်တမ်းမှာကြားဖြန့်နေနေရေးကိုဥထိတ်တင်ချိတ်ဆက်လာတာကိုအလုံးသိကြပါရယ်။နောက်တော့ဗမာပြည်စစ်အုပ်စုမြောက်စားသူကောင်ပြုခဲ့တဲ့ကိုကံမိသားစုကြီးတွေတဲ့ နာမည်အကြီးဆုံးဂိုင်းကြီးတွေကိုဖြိုခွင်းရုံမက စေအုပ်စုကအခအကွက်ပေးထားတဲ့ကိုကန့်ကြားဖြန့်ဂိုင်းရဲ့ Godfather တွေကိုပါသူလက်အပ်ခိုင်းလို့စေအုပ်စုကအပ်လိုက်ရတယ်။တစ်ဖက်မှာလည်းဥပဒေအကြောင်းအရာအရေးယူမှုတွေတောက်လျှောက်လို့တစ်ဖက်မှာလည်းနိုင်ငံရေးတန်တမာရေးနှီးလန်းတွေကိုပါတုံပြီး Thai, Lao, Vietnam, Cambodia, Myanmar တို့ကိုပါတင်သွင်းပြီး Thai ဘက်မှနေဇက်ကိုဂိုင်းပါတယ်။ဒီလိုနဲ့လုံရင်အချိန်ရလာတဲ့ပောက်ဖော်ကြီးက Thai ဘက်မှနေဇက်ကဗမာစေအုပ်စုနဲ့ အမီးချင်းလိန်ထားတဲ့ခရင်ကြားဖြတ်ဂိုင်းကိုဂိုင်းတွေပါတယ်။စောချစ်သူတို့အုပ်စုအတော်အထိနာတယ်လို့စေအုပ်စုလည်းပြပြတလဲဖြစ်သွားတယ်။တရုတ်ဗမာနေဆက်ကြားဖြတ်မှာလည်းဗမာပြည်စေအုပ်စုရဲ့မကင်းရမကင်းချောင်းတွေပါတာကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ထိုင်းဗမာနေဆက်ကြားဖြတ်ကိစ္စမှာစေအုပ်စုရဲ့ပါဝင်ပတ်သက်မှုအတိုင်းတာကသူထင်ထားတာထက်ပိုပြီးကြီးနေတော့ခူးထက်ဖို့ခက်ကြမ်းကြမ်းကြိုင်လာဖို့ပြင်ဆင်လာတယ်။ဒီချိန်မှာပဲစောချစ်သူကကရင်ကြားဖြတ်အုပ်ကစေအုပ်စုနဲ့လက်ဝါးရိုက်ပြီးကြားဖြတ်တိုက်ဖြတ်နှိမ်နှင်းရေးတက်တက်ကြွကြွ လုံနေတာပါဆိုတာကိုပြဖို့ KK ဘက်ကစီးနေပြတယ်။ကြားဖြတ်နေပါနေတဲ့နိုင်ငံသားတွေကိုထိုင်းကနေတဆင်တရုတ်နဲ့သူတို့ရဲ့မိခင်နိုင်ငံတွေကိုပြန်ပို့တယ်။တရုတ်နဲ့ထိုင်းပူရဲလုံနေတဲ့ကြားဖြတ်စစ်စစ်ရေးအောင်မြင်မှုတွေကိုမြင်ပြီးတခြားနိုင်ငံတွေကပါကန်လန်ပြီးတရုတ်ဖူးပေါင်းလာကြတာမလို့စစ်စစ်ရေးအားကကြီးတဲ့ကြီးလာပြီးကြားဖြတ်အမြင့်ပြတ်အောင်ချေမုန်းနိုင်မဲ့အထိမျှော်မှန်းလို့ရလာပါတယ်။အဲ့ဒီအချိန်ကြာမှအမေရိကန်ကကြားဖြတ်ခွင့်နဲ့ခုံဆင်းလာတာပါ။ဗမာကြားဖြတ်ကိစ္စမတိုင်ပြီးပဝေတနီကလေးက အမေရိကဥရောပစတာတွေမှာအွန်လိုင်းလေလံမှုတွေကထူးတဲ့အင်မတန်ကြီးကြီးနဲ့ရှိနေတာကိုလူတိုင်းသိကြပါတယ်။ဒါတွေကိုတော့မိမိတို့အင်အားစုစည်းမှုမိမိပုံစံနဲ့စစ်စင်ရေးတရက်အထိရောက်အောင်မလုပ်ခဲ့ကြပါလျက်နဲ့ခုတရုတ်လုံးနေတဲ့အပိသက်ချိန်မုံရေးအောင်ပွဲလက်တကန်းအလိုကြမှာဝင်ချလာတာကစဉ်းစားစရာပါ။မတင်ကစရာဆိုတဲ့အထိတော့မပြောနိုင်သေးပါ။ခြေလှမ်းရှိရှိအစီအစဉ်ရှိရှိပြင်ဆင်မှုရှိရှိဆိုတာတော့ညင်မရပါ။ American အဲ့ဒါလိုခြေလှမ်းလိုက်တဲ့အချိန်မှာပဲတရုတ်ကလည်း ၊ထိုင်း၊မြန်မာ၊လာအို၊ကမ်ဘောဒီးယား၊ဗီယက်နမ်ငါးနိုင်ငံကိုခေါ်ပြီးအစည်းအဝေးလုပ်ကစာဖြတ်ချိန်မုံရေးတွေကိုကူးထက်ဖို့တီတီရောက်ရောက်လုပ်ကြဖို့သဘောတူစာချုပ်လာမှာဂျက်မတ်ရေးထိုးကြပါတယ်။စာဖြတ်နှိမ့်နေရေးအတွက်တကယ်ပဲသဘောယူနေဝင်လာတာဆိုရင်တော့အလွန်ကောင်းပါတယ်။ဝမ်းမြောက်ဝမ်းသာလက်ကမ်းကြိုဆိုရမှာပါ။ဒီလိုသာသွေးရိုးသားရိုးဆိုရင်တော့တရုတ်ရဲ့လှုပ်လက်စာအလုပ်တွေတည်းပိုထီရောက်အောင်မြင်လာမှာပါ။ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုအိန္ဒိယပါငေကျွန်းထိုင်းတနိုင်ငံတဲနဲ့တွဲပြီးလှုပ်မှာဆိုရင်တော့ မိမိကိုယ်ကိုပြန်ပြီးအကန့်အသတ်မကြီးကြီးအောင်လှုပ်တယ်လို့သာဖြစ်မှာမို့ထောက်လန်ရေးတရင်အချက်လက်တွေကြားဖြန့်တဲ့ပါဝင်ပတ်သက်တဲ့သက်ဆိုင်ရာအစိုးရတွေနဲ့ဆိုင်တဲ့လှုပ်ဝက်ချက်တွေမှတ်တမ်းမှတ်ရာတွေအထောက်အထားတွေကိုနှိုက်ထုတ်ကဲ့ယူသွားတာမျိုးပဲဖြစ်ဖို့ရှိပါတယ်။အမေရိကဟာ CIA အတွက်ဒေါ်လာကိုရေးလို့ဖြုံးပြီးအကြံကြီးအမြဲကြံပါတယ်။ကြံစီလို့ရလာတဲ့အချက်လက်တွေအထောက်အထားတွေကိုလိုတဲ့အခါထုတ်သုံးပြီးမလို့သေးရင်ရင်ငုံနှုတ်ပိတ်သူဘာမှမသိတယ်လို့နေတာပါ။ လိမ်မျိုးညှစ်အကြက်ကင်ပြီးလူရာကိုစီစားဖို့လိုတဲ့အခါကျမှအဲ့ဓာတွေကိုထုတ်ရှိုးပြီးကစားတာပါအမေရိကကြားဖြန့်တိုက်ဖြန့်နှိမ်နှင်းရေးအတွက်အမှန်တကယ်သဘောယူနေဝင်လာတာဆိုရင်တရုတ်နဲ့မဖြစ်မနေလက်ချင်းချိတ်ရပူပေါင်းရအတူလို့ရမှာပါအောင်မြင်တဲ့အထိရောက်မှာပါအဲ့ဒါလိုမဟုတ်ဘဲထရန့်ရဲ့ကရုံးပေါ်ထိတ်ကွက်လူလေကြဂျာကအချောင်းဝင်မင်္ဂလာယူနိုင်ငံရေးအမျက်ထုတ်ဖို့တတ်တတ်ဆိုရင်တော့ကွန်မြူနီတရုတ်ညီကိုဖြိုခွဲဖို့ကြံစီချိန်ကစေအရင်ရှင်တရုတ်ဖြူချန်ကေရှိန် ကူမင်ဒန်တန်ခွန်ဆာလော်စစ်ဟန် လော်စစ်မင်းမိုဟိန်ခွန်ဆာကနေနောက်ဆုံးဦးနုရဲ့ PDP အတီ CIA ကင်ပြီးအမေရိကန်ဘလို့ခြေရှုပ်ခဲ့တယ်လေဘလို့အမျက်ထုတ်ခဲ့တယ်လေဆိုတဲ့အတွေ့အကြုံရောသင်ခန်းစာပါဗမာလူအဖွဲ့အစည်းမှရှိနေပြီးသားမို့တတိတော့ရှိကြမှာပဲလို့ထင်ပါတယ်သူတို့ပေါင်းလုပ်တည်ဖြစ်စေကို project နဲ့ကိုလုပ်တည်ဖြစ်စေလက်ရှိဆင်းရဲဒုက္ခတွေကဗမာပြည်ကိုငရေတွင်းနဲ့တွန်းချတာမျိုးကိုရှောင်ကြရမှာပါသူတို့ပူပေါင်းပြီးသဘောယိုးနဲ့လုပ်ကြတာမှန်နေဆိုရင်တော့ ဗမာပြည်စစ်အုပ်စုကိုအမှန်တကယ်ဆန့်ကျင်တော်လှန်နေကြသူတွေအနေနဲ့ကိုစီအခန့်အသတ်တွေထားပြီးသူတို့နဲ့ထောက်လှမ်းရေးတင်အချက်လက်တွေဖလှယ်တာပေးပို့တာတွေအပြင်ကိုယ်တိုင်ကိုကြပါဝင်ကြဖို့လိုပါတယ်။ဒါဆိုကြားဖြန့်တွေပြေးစရာမြေမရှိဖြစ်မှာဖြစ်တယ်လို့တောင်ပြူရလက်ဖွားနဲ့ကြာပြနေတဲ့ဗမာပြည်စစ်အုပ်စုပါတနွေငင်းတစင်ပါတိုက်စားလှိုက်စားခံရနိုင်ပါတယ်လို့မြင်ပါတယ်။သတိပြုနှလုံးပိုက်ရမှာတကူကတော့အမေရိကန်တရုတ်နှစ်နိုင်ငံစလုံးက မြမပြည်စစ်အုပ်စုဘုံဘုံလဲပြိုကျပျက်စီးသွားမှာကိုအဖြစ်မခံနိုင်သလိုစစ်အုပ်စုကိုလက်နက်ကင်လန်းစစ်နဲ့စန့်ကျင်တော်လှန်နေကြတာကိုလည်းမလိုလားကြဘူးဆိုတာပါပဲဆလဘီနေရီကံပြူဟာကုံမစစ်ကောင်စီတပ်သားတွေနေစဉ်ရက်ဆက်ထွက်ပြေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းအမ်ပရန်လန်ပိုင်းရှိနေရီကံလီချောင်းရံကာကွယ်ရေးစခန်းပြူဟာကုံရဲ့လက်ကျန်စခန်းတွေကနေစစ်ကောင်စီတပ်သားတွေဟာနေစဉ်ရက်ဆက်ထွက်ပြေးမှုတွေရှိနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်။ နိုင်ရီကန်လီချောင်းရန်ကောက်ွယ်ရေးစခန်းကိုအာရကတ်တက်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတချို့တဝက်လောက်ကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်တာဖြစ်ပြီးလက်ကျန်စခန်းတွေအကုန်လုံးကိုတိမ့်ပိုက်ရရှိဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အာရကတ်တက်တော် AA နဲ့ပူးပေါင်းမဟာမိတ်တွေဟာနိုင်ရီကန်ပြူဟာကုန်းကိုကုန်းချောင်းကနေလာနိုင်တဲ့လမ်းချောင်းတွေအကုန်လုံးကိုပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပြီးလက်ကျန်စခန်းပြူဟာကုန်းမှာလည်းအင်အား300ဝန်းကျင်သာရှိတော့တယ်လို့ငပင်းမြို့နယ်မှာတော်လန်ရေးတပ်ဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါရတယ်။ နရီကံပြူဟာကုန်းရဲ့လက်ကျန်စခန်းကိုစကစကအင်းအားဖြည့်တာတွေရိတ်ခါပို့တာတွေလုပ်လို့မရတော့ဘူးပြဗရန်ဘက်ကလာတဲ့လမ်းကြောင်းတွေအကုန်လုံးကိုတော်လန်ရေးတက်တွေကဖျက်တောက်ထားပါတယ်သူတို့ကလေကြောင်းတစ်ခုကိုပဲအသုံးပြုလို့ရတော့မှာပါနောက်တစ်ခုအဲ့ဒီစခန်းကနေပဲစကစတက်သားတွေထွက်ပြေးမှုတွေရှိနေပါတယ်ဒီတိုင်းလိုလိုရှိနေတာပါသူတို့ထွက်ပြေးတာကိုတွေ့ရင်တော်လန်ရေးတက်တွေကလိုင်းလံဖမ်းဆီးတာတွေရှိပါတယ်လို့သူကပြောပါတယ်အမ်ဘရလာပိုင်ရှိနရီကံပြူဟာကုန်းဟာအမြင့်ပေ9000ကျော်မှတည်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်တဲကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်အဲ့ဒီဗျူဟာကုန်းမှာစစ်ကောင်စီတပ်ကအင်အားတထောင်ကျော်ဖြည့်တင်းခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့နှည့်ရေကန်ဗျူဟာကုန်းရဲ့တချို့တဝက်လောက်ကိုအေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားနိုင်မှုပြည်သူစစ်မှုတန်းပါစတွေအပါအဝင်စစ်ကောင်စီတပ်သားတွေအေအေနဲ့ပူးပေါင်းတပ်တွေစီကိုလာရောက်အလင်းဝင်မှုထွက်ပြေးမှုတွေကြောင့်အဲ့ဒီဗျူဟာစခန်းကုန်းမှာအင်အား300ဝန်းကျင်သာရှိတော့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့အာရကတပ်တော်အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့နှည့်ရေကန်ဗျူဟာကုန်း လီလာတောင်ကပ္ပစ16အနီးရှိ နေရာတွင်ရက်ခိုင်အေယာဝတီအဆက်စားတဲ့နေရာလေးခုကနေထွက်ပြေးလာနေကြတဲ့စစ်ကောင်စီတပ်သား80ကျော်ကိုလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့အာရကတ်တပ်တော် AA ကပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဟောင်းနှစ်ရက်ကံပြူဟာကုန်းရှိသူတို့ရဲ့လက်ချက်အင်အားတွေမကျရောက်ရေးအတွက်ဝိုင်းထွဲပုံကျက်လျင်တွေနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုနေစဉ်ရက်ဆက်ခင်းထောက်ကောင်ပြန်ဝဲနေတယ်လို့ Jet Fighter drone တွေနဲ့လည်းပုံကျက်တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ ။ဝိုင်းတွဲလေယာဉ်တွေကဖြူဟာကုန်းအနီးမှာတဏီကုန်ပြန်ဝဲတာတွေရှိပါတယ်။တက္ကသိုလ်ဆိုဂျက်ဖိုက်တာတွေနဲ့လာချတာတွေရှိပါတယ်။ဒရုန်းတွေကတော့သူတို့ဘက်ကချလိုက်၊တော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကချလိုက်အပြန်အလှန်ချနေကြတာပါပဲလို့အေအေနဲ့နီးစပ်တဲ့စည်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါတယ်။နေရီကံပြူဟာကုန်းကိုစစ်ကောင်စီတပ်ကအသေးအံခုခံကောက်ွယ်နေပေမဲ့ဒီနေ့မကုန်ခင်မှာအေအေနဲ့ပူးပေါင်းတပ်တွေရဲ့လက်ကိုချရောက်နိုင်တယ်လို့လည်းစည်ရေးလိလာသူတွေကသတင်းဌာနကိုပြောပါတယ်။ စေကောင်စီတက်ဟောင်းနှစ်ရီခန့်ပြူဟောင်းကုန်တဝက်လောက်ကိုအေအေနဲ့ပူပေါင်းတက်တွေတန်းကြားရောက်ခဲ့ပြီးနောက်ကပ္ပစာဆက်လီဆက်ယုံနဲ့6မိုင်အကွာအမ်ပရလန်ဆုံမှရှိတဲ့ပြင်းဝစစ်စစ်ရေးဂိတ်နဲ့ဒါယာကုန်းကြီးရွာအနီးအနားမှာကာကင်းစခန်းတွေအများအပြားတိုးချဲ့ဆောက်လုပ်နေတယ်လို့လည်းသိရပါဗျ။အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဦးတည်နေတဲ့ဗရန်တက်နေမှာတော့အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်385အမြောက်တက်ရင်နဲ့အမှတ်409အမြောက်တက်ရင်တို့ရှိနေတာဖြစ်ပြီး ကွေးတိုင်းဖွင့်ဖြူမြို့နယ်မှာတော့ကာပါစာဆက်လီဆက်ယုံတရှိနေတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးအတနာခန့်စာညင်းပယ်ခံရပြီးရွေးကောက်ပွဲမပနိုင်တော့ဟုဒေါ်တတ်တခိုင်ပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံအတနာခန့်စာတင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဟာ UEC ကညှင်းပယ်ခံရပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲမပါနိုင်တော့ဘူးလို့သိရပါဗျ။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလှိုင်းသာယာမျိုးနဲ့ဘရင်နောက်ပန်းချာမှာပြုလုပ်တဲ့ ပြည်သူနဲ့တွေ့ဆုံမဲဆွယ်ပွဲနဲ့ပါတီကိုယ်စားလှယ်လောင်းတွေမိတ်ဆက်ပွဲမှာပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က UEC ကညှင်းပိတ်ခံထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့တာပါ။ကျမကို UEC ပေါ်တော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကညှင်းပိတ်ပြီးဖြစ်ပါတယ်။ကျမရဲ့အသနာခန့်စာကိုညှင်းပိတ်ပြီးဖြစ်ပါတယ်ရှင်လို့ဒေါ်သက်သက်ခိုင်ကပြည်သူတို့ရဲ့မေးမြန်းမှုအပေါ်ဖြေဆိုခဲ့ပါတယ်။ထောတသက်ခိုင်ကသူမပါပေမဲ့ပါတီဝင်600ကျော်ရှိကြောင်းနဲ့သူ့ရဲ့ပါတီတွေကိုအားပေးကြဖို့ကိုလည်းလှိုင်းသာယာမျိုးနဲ့မဲဆွယ်စည်းရုံးရေးပွဲမှာပြောခဲ့ပါသေးတယ်။ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် FPDB မဲဆန္ဒနဲ့အမှတ်နှစ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့မဲစရင်တင့်သွင်းခဲ့တဲ့ဒေါ်သက်သက်ခိုင်ဟာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့အတွက်ကိုယ်စက်လေးလောက်စည်ရဲမှပေဖြတ်ခံရတာဖြစ်ပြီးအဲ့ဒီပေဖြတ်ခံရတဲ့အပေါ်ရွေးကောက်ပွဲကော်မရှင်ကိုအတနာခံစားတင့်သွင်းခဲ့ပေမဲ့ပေချခံရတာဖြစ်ပါတယ်။စစ်ကောင်စီကချင်းပါမဲ့ရွေးကောက်ပွဲအတွက်လွှတ်တော်အလိုက်မဲဆန္ဒနဲ့အတီးတီးမှအမည်စည်ရင်တင့်သွင်းတဲ့ကိုယ်စက်လေးလောက်9023ဦးရှိပြီး ပယ်ဖျက်ခံခဲ့ရတဲ့ကိုယ်စားလှယ်လောင်89ဦးရှိတယ်လို့လည်းစေကောင်စီရွှေခောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။စေကောင်စီဟာဒီဇင်ဘာ28ရက်နေ့2026ခုနှစ်ဇန်နဝါရီလ17ရက်မှာရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုလုပ်မှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။